အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါဆိုတော့ဂျာဘီနေ့မှာပဲ Real Madrid အသင်းကသူတို့အသင်းရဲ့နောက်ခံလူသစ်ဖြစ်တဲ့ Trent Alexander Arnold ကိုပြည်သက်တည်းနဲ့မိတ်ဆက်တဲ့ Jersey ကင်ပြီးတော့ Press Conference တွေလုပ်တယ်ဆိုတော့ Trent က Liverpool ကနေ Real Madrid ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်တယ်ဒါပေမဲ့ FIFA ရဲ့ Club World Cup ပြိုင်ပွဲဝင်ဖို့ရှိတဲ့အတွက် Liverpool ကို Madrid က လက်ချံတလားစာအတွက်ယူရို10သန်းပေးပြီးတော့သဘောတူတော့ train ကရမတွေ့ကိုရောက်ပြီးတော့ဒါသူသိန်းကိုတရားဝင်ရောက်ပြီးဆိုတော့အခုကြာပင်းနေမှာမတွေ့ကိုရောက်လာတဲ့ဆစ်စစ်တဲ့ဆစ်စစ်ပြီးတာနဲ့ press conference နဲ့ frontro pires နဲ့သူ jersey ကိုင်နဲ့ train က tournament စနစ်ဝင်မယ်ဆိုတော့ liverpool တဲ့တလျှောက်လုံးမှာသူ tournament 66ကသူ့ရဲ့ favorite number ဖြစ်တယ်အဲ့66ကိုသူတောင်းလျှောက်ဝစ်စင်ခဲ့ပြီးတော့မှစပိန်ကိုရောက်တဲ့အချိန်မှာစပိန်ရဲ့ rules က clutch ရှိတဲ့ squat အရင်တွက်ထက်ပိုလို့ရတဲ့နမတ်ဝစ်လို့မရဘူးအဲ့အတွက်ကြောင့်သူက force နဲ့ joint နမတ်ဆက်နေဝစ်ရမယ်ဒီနေရာမှာ Trent Alexander Arnold က Real Madrid ကိုရောက်တဲ့အချိန်မှာဒါတပတ်ကိုသူလီဗာပူးမှာရတဲ့ပတ်စံလောက်ပဲဒါပေမဲ့သူကလက်မှတ်ထိုးခြင်းတန်း20ရတဲ့လာစားကတပတ်ကိုတသိန်း8000နဲ့နှစ်သိန်း2000ကြာရမှာဖြစ်ပြီးတော့ဒါလက်မှတ်ထိုးခြင်းကတန်း20ထိရပြီးတော့ဒါတခြားခံစား권 bonus တွေထည့်သွင်းထားတယ် train ကအခုမထွန်းမှာ tournament 30ဝင်တဲ့အခါစနစ်ဝင်မယ်ဒီနေရာမှာ surprise တွေနဲ့ press conference လုပ်တဲ့အချိန်မှာ Florentino Perez ကို Spanish ကလူတွေရော media တွေရော Real Madrid ရဲ့ legend တွေ train ရဲ့မိသားစုအားလုံးရှိမှာ Spain ဘာသာစကား Spanish ဘာသာစကားကိုကောင်းကောင်းမွန်မွန်ပဲတကယ်ကိုဒါ fluent ဖြစ်တဲ့လူတယောက်အနေနဲ့တေးချစနစ်တကျနဲ့ press conference မှာပြောသွားတယ် Real Madrid ရဲ့ ဥက္ကဋ္ဌအပါဝင်တော်တော်များများကလည်းလုံးဝသူ့ကိုဘာဖြစ်လဲ surprise ဖြစ်ပြီးတော့လုံးဝအံ့ဩသွားတယ်အင်္ဂလိပ်တွေအားလုံးလည်းအံ့ဩသွားတယ် proper english ပဲပြောတယ် proper british တယောက်က liverpool ရဲ့ scouser တယောက်ကပြောသွားတယ်အင်္ဂလိပ်ကဟိုပြောသွားတယ် spain ဘာသာစကားဟာတကယ့်ကိုအမခံပဲဆိုတော့တို့ကစဉ်းစားဒီကောင် track ငါတို့အသင်းကမထွက်ခင်ဘယ်ချိန်တည်းကမက်ဒရစ်ကိုပြောင်းဖို့စဉ်းစားနေလဲလို့တော့မပြီးသက်က မေးခွန်းထုတ်တဲ့အထိကကောင်းတာကောင်းတာမှတော်တော်ကောင်းတာကျွန်တော်စပြီးတော့အဲ့ press ကိုကြည့်ချင်ဟာဟိုပြောတော့ကောင်းပါအများကြီးရဗျာ empathy ဆိုလဲတစ်လုံးစားနှလုံးစားပဲဒါပြောသွားတာဘယ်သူများများဖြစ်ဖြစ်နည်းနည်းပဲပြောတယ်ဒါပေမဲ့ तू ကအကုန်လုံးအစအဆုံးကိုအင်္ဂလိပ်လိုမပြောဘဲနဲ့ Spanish လို तू ပြောသွားတာ လုံးဝပြောအဲ့ပြောတဲ့အချိန်မှာ तू ကဘာပြောလဲဆိုတော့ Frontino Pires ကိုလည်းအထူးပဲကျေးဇူးတင်တယ်ဒီ club ရဲ့ opportunity ဒါကပုံမှန်ဖြစ်လေးဖြစ်တာမရှိဘူးဒါကျွန်တော်တို့ဒါဒီခွေရေးကိုသူအကောင်းဆုံးအသုံးချနိုင်ခဲ့တယ်ဒါကျွန်တော်တို့အတွက်တော့ကျွန်တော်ရဲ့အိမ်မက်တွေအတွက် account ထင်ပေါ်နိုင်တဲ့အတွက်ဂုံလဲယူတယ်ပျော်လဲပျော်ရွှင်တယ် Liverpool ကထွက်ဖို့စဉ်းစားတဲ့အချိန်မှာ तू စဉ်းစားထားတဲ့တသိန်းတော့အသိန်းဟာ ရယ်မက်ဒရစ်အသင်းဖြစ်တယ်လို့သူဆိုခဲ့တယ်။ဒါလီဗာပူးကသူ့ရဲ့တခုတည်းသော အသင်းဖြစ်ပေမဲ့ဒီအသင်းကိုစွန့်ခွာမယ်လို့စဉ်းစားရင်ဖြစ်နိုင်ခြေတသိန်းပဲရှိတယ်။အဲ့ဒါရယ်မက်ဒရစ်ပါလို့သူဆိုခဲ့တယ်။ဂျူးပါလင်ကကလည်းအင်္ဂလန်လူဝေးစင်ရောက်တိုင်းအင်္ဂလန်ကမ်ပရောက်တိုင်းမက်ဒရစ်ကောင်းကြောင်းမက်ဒရစ်နဲ့ပတ်သက်တာတွေအားလုံးကိုသူ့ကိုတောင်းလျှောက်ပြောပြတယ်။ဒီနေရာမှာအခု ဒါ real madrid ပြည်သက်တွေကိုသူ့ရဲ့အကောင်းဆုံးပုံစံသူဘလို့ပုံစံကစားတယ် real madrid ရဲ့ဓမ္မအနေနဲ့အညီသူအကောင်းဆုံးပေးဆက်သွားမယ်လို့ဆိုတယ်ဒီနေရာမှာတချို့လေပေါင်းပြည်သက်တွေကဒီကောင်ဘယ်တုံးတဲ့ကဘာသာစကားလေ့ကျင့်တာလားလေဆိုတာလေဒါသူကတော့ပြောပါတယ်ဒါသူ ipress မှာဗာပြောလေတော့ကျွန်တော် spanish ဘာသာစကားကိုလအတော်ကြာလေ့လာထားပြီးဖြစ်တဲ့အတွက်အခုလိုမျိုးကောင်းကောင်းမုံမုံပြောဆိုနိုင်တာဖြစ်တဲ့အကြောင်းဖော်ပြထားတယ် နောက်တစ်ခုကတော့အခုလက်ရှိမှာဒါ Real Madrid အသင်းပေါ့လေ။ तू ကမဒရစ်ကိုကြိုက်တဲ့အချက်တစ်ချက် तू ပြောတယ်။ဒါ back to back 2016 2019 2018အဲ့ကာလမှာ Real Madrid အသင်းရဲ့ဖလား3နှစ်ဆက် Champions League ရခဲ့တဲ့အသင်းကိုကြည့်ပြီးတော့ तू ကြီးပြင်းလာခဲ့တာဖြစ်တယ်။ကိုကိုတိုင်း Liverpool ပြည်သက်တယောက်ဖြစ်ပေမဲ့မဒရစ်အသင်းကိုအားကျခဲ့ကြောင်းနဲ့ ရီယယ်မက်ဒရစ်အသင်းကိုတစ်ချိန်ချင်းသူရောက်လာဖို့မျှော်လင့်ခဲ့တဲ့အကြောင်းနဲ့သူရဲ့အိမ်မက်ဒရစ်အကောင့်ထဲပေါ်နိုင်ခဲ့ပြီလို့ဆိုခဲ့ပြီးတော့လီဗာပူးကထွက်ဖို့စဉ်းစားခဲ့မယ်ဆိုရင်တခုတည်းသောအသင်းဟာမက်ဒရစ်ဖြစ်တယ်လို့ဆိုပြီးတော့သူရဲ့မိသားစုဝင်တွေနောက်ကလပ်ဟောင်းကကစားသမားတွေပြည်သက်တည်နဲ့မက်ဒရစ်ဒါအတောင်ရှိသူတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောတယ်ဆိုတော့ဒါဟာထရန်ကကျွန်တော်ရဲ့စဉ်းစားတာပေါ့လေလောလောကူကူသူအင်္ဂလိပ်လိုမပြောဘဲနဲ့ low war spanish လို့ပြောရတော့ကျွန်တော်ပြောရပါဗျာ ဘာသာစာဘာသာတစ်ခုကိုဘာသာစကားတစ်ခုကိုအဲ့လိုမျိုး fluent ဖြစ်အောင်ပြောနိုင်ဖို့ဆိုရင်အနည်းဆုံးနှစ်နှစ်သုံးနှစ်ပေါ့နော်တစ်နှစ်နှစ်နှစ် तू အရန်ကောင်းတဲ့လန်နာဖြစ်နေတော့မှဗျာကျွန်တော်ပြောချင်တာဟိုနှစ်နှစ်သုံးနှစ်ပဲ तू train ဆို25နှစ်ဗျာ25နှစ်ဆိုတော့ကနည်းနည်းကြာလာတယ်ညာမှတ်ညာအရင်မကောင်းတော့ဘူးပြတ်ဖို့ခတ်သွားပြီ အဲ့ဒီအချိန်မှာ तू ကောင်းကောင်းပြောနိုင်တယ်ဆိုရင်ကတနည်းလောက်နဲ့လည်းပြောနိုင်ပါလိမ့်နေ့စဉ်ရက်ဆက်ကိုရှင်မှာပြောနေရင်တော့ဒါ तू ကလည်းလအတန်ကြာတေချာလေ့ကျင့်ခဲ့တယ်ဆိုရင်ဒီချက်ကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်တထားပါတော့ तू ဒီ press မှာ तू ပြောမဲ့စကလုံးရေတွက်နဲ့ပြောမဲ့အကုန် तू တေချာစနစ်တကျ prepare လုပ်ပြီးတော့အချိန်ချင်းခါခါလေ့လာထားတယ်ဆိုရင်လည်းတမျိုးပေါ့လေ ဒါကျန်တာရောအများကြီးမပြောတဲ့နဲ့တမျိုးဒါပေမဲ့သေချာတော့သူပြောတာတော့ Spanish တယောက်နီနီပဲပြောသွားတယ်ဆိုတော့အားကြောင့်လေဘာဘူးပြည်သက်တွေကဒီကောင်ဘယ်တော့ကလေ့ကျင့်တာလားလဲဒီကောင်ဘယ်တော့တဲ့ကလေဘာဘူးကိုကန်ပြီးတော့ထွက်ဖို့ပြင်တယ်ကျွန်တော်ထင်တော့သူပနစ်ကစာချုပ်တက်တန်းကနှစ်နှစ်ကျန်တဲ့အချိန်လေဘာဘူးကတိုးမလို့လို့တိုးမလို့လို့လောက်တဲ့အချိန်မှာသူ real madrid ကိုပြောင်းဖို့ဆုံးဖြတ်ရင်းနဲ့အဲ့မှာတစ်နှစ်ကျော်လောက်ကျန်တယ်ကျွန်တော်ထင်တာတော့လေ့ကျင့်တာပဲသူကတော့လပိုင်းလို့ပဲပြောလာအတွင်းလာနေငယ်အတွင်းလို့ပြောတယ်ဒါကတော့အခု Trump ရဲ့ press conference နဲ့အတူဒါလုံးဝအားလုံးကို surprise လုပ်သွားတဲ့အကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်